အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးပြန်လည်ပြီးချိုးလိုက်ပါတယ်။ common တော့မနက်ခင်းလေးဖြစ်ပါစို့လို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်ဒီနေ့မနက်ခင်းမှာဒါကျွန်တော် Manchester United အသင်းရဲ့သတင်းတွေပဲဒါကျွန်တော်တို့ပြန်ပြီးတော့ဖွင့်လိုက်ချင်ပါတယ်။အဲ့ဒါဒီနေ့မှာဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ Manchester United အသင်းကဒါတိုက်စစ်မှုကိုလာမယ့်နေရာဒီအတွက် ခေါ်ယူသွားဖို့အတွက်လည်းပြင်ဆင်နေတာဖြစ်တယ်အဲ့တော့ဒါ disclaimer နဲ့ပြောချင်တာပေါ့နော်ဒါ Manchester United အသင်းတွေနေဒါကျွန်တော်တိုက်စင်မှုခေါ်ယူတဲ့နေရာမှာသူတို့နေ Brian Ambuambu ကိုခေါ်ယူပြီးမှသာသူတို့ရဲ့တိုက်စင်မှုခေါ်ယူဖို့အတွက်လက်ရှိမှာဦးစားပေးသွားမှာဖြစ်တယ်လို့သိရတယ်ဒီမှာပါတယ်အဲ့တော့လက်ရှိမှာဒါ Manchester United အသင်းတွေနေ Brian Ambuambu ကိုခေါ်ယူရသူတို့အတွက်နံပါတ်1ပြစ်မှတ်ဖြစ်ပြီးတော့သူတို့နေဒါ Brian Ambuambu ခေါ်ယူပြီးမှသာဒါကျွန်တော်တို့ ိုက်စစ်မှုကိုခေါ်ယူမဲ့နေထားမှာရှိတယ်။ဒါပေမဲ့လက်ရှိအနေထားရတာကတော့တိုက်စစ်မှုတွေကိုလည်း Manchester United ကတောက်လျှောက်ချိန်ဆနေပြီးတော့ဒီချိန်ဆနေရတိုက်စစ်မှုတွေမှာတော်တော်လေးကိုစိတ်ဝင်စားနေတာကျွန်တော် case တီကိုပါနေတော့ Manchester United အသင်းနဲ့တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒါလေးကိုကျွန်တော်နည်းနည်းလေးဒီလေးပြောအောင်။အဲ့တော့ လက်ရှိမှာ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းပေါ့နော်ကျွန်တော်မြန်မာစံတော်ချင်းတွေမှာ3နိုင်ခွဲ4နိုင်မှာတက်လာတဲ့သတင်းတွေရ Manchester United ကလက်ရှိမှာ Al Hilal နဲ့အဆင်မပြေခဲ့တဲ့ Osman နဲ့လေ Manchester United ကဒါကျွန်တော်စကားပြောခဲ့တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာထပ်ပြရမယ်အဲ့တော့ဒီကိစ္စကမှလည်းပြောမလို့လွန်ခဲ့တဲ့ဒါကျွန်တော်တလားလောက်ခရေဒါအဲ့အပြောင်းရွှေ့ရာသီမဆလောက်ခင်ကလေးကဒါတရားဝင်ထွက်နေတဲ့သတင်းတခုဖြစ်တယ်အဲ့ဒါကဘာကိုပြောချင်တာလဲ Manchester United အသင်းနဲ့လက်ရှိမှာသူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ White Lion ကိုဒါလက်ရှိ အော်ဇမန်ရဲ့ပိုင်ရှင်အသင်းပေါ့အဲ့လိုပြောတပြုတ်ပဲအော်ဇမန်ကရဲ့ဒါကျွန်တော်တို့လက်ရှိမီဂန်ကလပ်ဖြစ်တယ်ဒါကျွန်တော်တို့နပူလီအသင်းကအလူရှိနေလို့သိရတယ်မှာပါတယ်ဝိုင်လန်ကိုလက်ရှိမှာဒါကျွန်တော်တို့စီးရီးကလပ်၃ခုဖြစ်တယ်ဒါကျွန်တော်အင်တာမီလန်ဒါကျွန်တော်တို့ နာပိုလီအတ္တလန်တာဒီသုံးသင်းကစိတ်ဝင်စားလို့သိရဖြစ်လိမ့်မယ်။ဒါပေမဲ့ဝိုင်လန်ကိုတိုင်ကလည်းမန်ချက်စတာယူနိုက်တက်မှာသူ့ရဲ့နေရာတနေရာတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ဆိုပေမဲ့အသင်းကတော့ဒါဝိုင်လန်ကိုရောင်းချသွားဖို့အတွက်ပြင်ဆင်နေပြီးသားဖြစ်ပါတယ်။အဲ့တော့ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဝိုင်လန်ကိုဒါကြောင့်ရောင်းချတဲ့နေရာမှာဒါကျွန်တော်တို့စီးရီးကလပ်တွေဖြစ်တဲ့ကြောင့်ပေါ့ဒါကျွန်တော်တို့ဈေးအများကြီးမရနိုင်ဘူးလို့တွတ်ထားပြီးသားဖြစ်တယ်။ဒီနေရာမှာဒါကျွန်တော်နပိုလီဘက်ကကန့်လန့်တာလေးကတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။နပိုလီဘက်ကဒါကျွန်တော်ဝိုင်လန်ကိုသူတို့ယူမယ်။ဒါပြင်ကျွန်တော်တို့သူတို့အနေနဲ့အော်ဇန်မန်ကိုပြန်ပေးမယ်။ယူနိုက်တက်ဘက်ကဒီနေရာမှာဒါကျွန်တော်10တန်း plus 30လ ောက်ကပ်ပြီးပုံစံမျိုးတွားလို့ရရဲဆိုတဲ့ပုံစံမျိုးတွားတယ်အဲ့တော့ဒီညမှာတော့ကျွန်တော်တိတလောက်ကပေါ့နော် sorry ပါအဲ့တော့ကျွန်တော်တို့ဒါ Osman ရဲ့အပြောင်းရွှေ့ကဒါကျွန်တော် healing နဲ့ပြတ်သွားတယ်အဓိကအကြောင်းရင်းကသူ့အနေနဲ့ဥရောပမှာဆိုချင်လူတော်များအမှတ်မှားတာဒါကျွန်တော်တို့ Osman ရဲ့လုခလဆာ များမှုကြောင့်မို့ဒါကျတော့ဟီလီရဲ့အပြောင်းရွှေ့ပြတ်သွားတယ်သိရတယ်။ဒါပေမဲ့တချို့ကျတော့မဟုတ်ဘူးပြ။ဒါလက်ရှိနောက်ဆုံးဖတ်ရတဲ့သတင်းတွေရဆိုရင်တော့ဒါကျွန်တော်အော်ဇမဲအဓိကဒါကျွန်တော်ဆော်ဒီကလပ်နဲ့ပြတ်သွားတဲ့အပြောင်းရွှေ့ကဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ဒါကျွန်တော်တို့တပတ်လောက်ခလာစာယူရို8300ရနေတာမှန်ပေမဲ့သူ့နဲ့ဒါဥရောပမှာပဲသူ့အနေနဲ့ဆော့ကျင်တယ်ဒါအော်ဇမဲအသက်ရွယ်ရလဲအေးအေးဆေးဆေးဆော့လို့ရတဲ့အသက်ရွယ်တစ်ခုဖြစ်သေးတဲ့အတွက်ကြောင့်မလို့သူ့နေတာ ဥရောပရဲ့အမြင့်ဆုံးနေရာမှာဆော့ကျင်သေးတယ်ဒါပေမဲ့လက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်တို့ကောလာဟာလာရီကဂလာတာဆာရီကလည်းသူ့ကိုခေါ်ယူဖို့တယ်အဲ့တော့စိတ်ဝင်စားဖို့ကောင်းတာပေါ့နော်အော်ဇမန်ကအခုလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကလပ်တစ်ခုလောက်ကလွှင့်နေတာဥရောပကဘက်ကလပ်မှာချိန်မဆက်နေတာပဲအဓိကတော့ပြဿနာကအော်ဇမန်နေနဲ့မနစ်ကရှာခဲ့တဲ့ပြဿနာကတော်တော်လေးကိုကြီးသွားခဲ့ပြီးသူ့အေဂျင့်နဲ့သူလုတ်ခဲ့တဲ့အပြစ်ကဒါလက်ရှိဒီနေ့ထိခံရရတယ်လို့ပြောလို့ရမမဲရတာအော်ဇမန်ကိုမနစ်ကဒါကျွန်တော်တို့နွေရာသီကခေါ်ချင်တဲ့ကလပ်ဒီမှာတော်တော်လေးကိုများခဲ့တယ်ချက်စီကလပ်ကချက်စီအသင်းနေနဲ့ဒါကျွန်တော်တို့အမ် အော်ဇမန်ကိုခေါ်ယူဖို့တော်တော်လေးကိုနှိစက်ခဲ့တာမှန်ပေမဲ့တကယ်တမ်းကျွန်တော်တို့ဒါခေါ်ယူမယ်လဲလို့ကိုအော်ဇမန်နဲ့တပတ်လောက်ခလာစားယူရို၄သိန်းခွဲပေါင်၄သိန်းလောက်ထိတိုးတောင်းလိုက်တဲ့အချိန်မှာချက်စီကအိုကေအဲ့ဒါဆိုတော့ဖောက်ကောမင်းမခေါ်ဘူးကွာဘာဖြစ်လဲဒီဖြစ်လားဆိုပြီးတော့အဲ့လိုမျိုးလုပ်ကြတဲ့အချိန်မှာအဲ့ဒီမှာဒါမမေ့ရချက်စီတဲ့သိန်းနဲ့မှုပဲအသိန်းတော်တော်များများကဒါအော်ဇမန်ကိုလက်ရှောင်သွားခဲ့တာဖြစ်ပြီးအခုချိန်မှာဒါဘယ်သူမှမခေါ်တဲ့အချိန်ဒီကူဖြစ်သွားခဲ့ဒါပေမဲ့အော်ဇမန်ကအခုချိန်မှာဒါကိုပြောင်းလဲပေးလိုက်ပြီသူနဲ့သူလောက်ခလာစားကိုတပတ်လောက်ခလာစားယူရို၃သိန်းပေါင်၂သိန်းခွဲပတ်ချလဲဝင်းနေကြတော့ပဲသူ short ယူမယ်ဆိုတဲ့လုတ်တဲ့အချိန်မှာ မှသူ့ကိုခေါ်ယူမဲ့ club တွေမရှိတော့အဲကျွန်တော်ပြောသူပဲအခုနောက်ဘက်မှာဒါ club တွေကိုတော့ကျွန်တော်ချီချူရတဲ့ခုကသူတို့နေအလွတ်လွတ်လပ်ညီတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့တကယ်တမ်းဒါ club တစ်ခုကနေပြီးအဆင်မပြေဘူးဒီကောင်အချိုးမပြေဘူးလို့အကုန်လုံးအသိပေးလိုက်ပြီဆိုရင်ဒီကောင်ဘယ်သူမှမခေါ်တော့အခုလက်ရှိမှာ United အသင်းကလည်းလက်ရှိဒါကျွန်တော်တိုက်စစ်ပိုင်းအတွက်ခေါ်ယူတဲ့နေရာမှာဒါဇီးတက်တက်တာနဲ့ပြီးသူတို့ရဲ့ကစားသမားတစ်ယောက်ကိုလည်းပေးပြီးဒါကျွန်တော်အလိုက်ပုံစံမျိုးနည်းနည်းလေးပေးရမယ်ဆိုရင် United ဘက်ကပြန်ကြည့်မယ်ဆိုရင်မစိုးဘူးဆိုတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့သွားတယ်ဒါပေမဲ့လက်ရှိမှာ Osman ရဲ့လက်ရှိ Lukaku ဆိုတာနှစ်သိန်းခွဲဆိုတာတော့ United အသင်းအတွက်ကများတဲ့အတွက်ကြောင့်မို့ United အသင်းဘက်ကတော့တစ်ချက်တော့ပြန်ကြည့်နေတယ် ယ်လက်ရှိမှာ white land ကတော့ဒါသူ့အနေနဲ့ဒါ Napoli အသင်းကိုပြောင်းနေမပြောင်းဆိုတော့သူက United အသင်းမှာဆက်နေခြင်းနဲ့ဒါပေမဲ့ နပိုလီဘက်ကတော့နပိုလီခုနကပြောလို့ပြောဝိုင်လန်ပလတ်ငွေသားတချို့လိုချင်ပြီးတော့အော်စမန်အနေနဲ့ဒါပေးချင်တဲ့တမပါတယ်။ဒါပေမဲ့အင်တာကလည်းအခုချိန်ထိဒါကျွန်တော်တို့ Rice Move White Line အပြောင်းရွှေ့ကိုတော်တော်လေးကိုဒါဒီဇိုင်းမမတ်လှုပ်ဆောင်နေသေးဖြစ်တယ်လို့သိရတယ်မှာပါတယ်။မကြာခဏဆိုလို့ Rice Move White Line ရဲ့ agent အနေနဲ့တူဒါကျွန်တော်တို့ Inter Milan ကတွေ့ဆုံခဲ့ပြီးတော့သူ့ရဲ့အပြောင်းရွှေ့ခြင်းတွေကိုတောက်လျှောက်စောင့်ကြည့်နေတယ်လို့သိရတယ်မှာပါတယ်။ Manchester United ဘက်ကတော့ရှင်းပါတယ်။ကစားသမားအပြောင်းရွှေ့တဲ့ပေါင်သန်းလေးစင်နဲ့ပေါင်သန်း50စီသတ်မှတ်ထားတယ်။အယောင်စင်းလည်းတင်ထားပြီးပြီဖြစ်တယ်။ကစားသမားကိုကြိုက်နေသက်တယ်ဆိုရင်တော့ဝယ်ယူလို့ရတယ်။သူတို့အနေနဲ့ဒါကျွန်တော်တို့ ဟိုတင့်တော်တဲ့အစင်ပြေမဲ့ offer များရှိမယ်ဆိုရင်တော့သူအနေနဲ့ဒါကြောတရားဝင်လက်ခံပြီးဆွေးနွေးသွားမယ်လို့သိရတယ်မှာအဲ့တော့ Manchester United တိုက်စစ်အပြောင်းလဲကလည်း white line ပေါ်အများကြီးမူတည်နေတယ်အဲ့တော့ဒီနေ့မှမေးကြတာပေါ့နော်ဒါ Victor Kyokres ရဲ့အပြောင်းရွှေ့ကောဘယ်လိုဖြစ်သွားပြီလဲ Victor Kyokres ရဲ့အပြောင်းရွှေ့က United တဲ့အသင်းနဲ့လက်ရှိမှာဆွေးနွေးနေတာမှန်ပေမဲ့အခုလက်ရှိနောက်ဆုံး breaking news တစ်ခုအရဆိုရင်တော့ဒါကျွန်တော် Victor Kyokres ရဲ့ Arsenal အသင်းနဲ့ဒါတရားဝင်ဆွေးနွေးပြန်ပြီဆိုတဲ့သတင်းထွက်လာခဲ့အဲ့ဒီသတင်းကိုတော့ Arsenal အနေနဲ့နောက်မှပဲတင်ပေးမယ်လက်ရှိမှာဒါကျွန်တော်အဲ့ကြောင့်မို့ကျွန်တော် David Kyokres ကျွန်တော်နည်းနည်းလေးမြင်အောင် ကာယိုဂက်စ်ကလက်ရှိမှာတော်တော်လေးကိုအဆင်မပြေဖြစ်နေတဲ့ပြဿနာတွေဖြစ်နေ။ဘာကြောင့်လို့ပြောရလဲ။ဗီတာကာယိုဂက်စ်ရဲ့လက်ရှိပြဿနာအခုလက်ရှိဒါကြောင့်ပထမတော့သူ့ကိုဒါကျွန်တော်တို့ပေါင်65သန်း၊ယူရို85သန်း၊ပေါင်55သန်း၊ယူရို65သန်းနဲ့ရနိုင်မယ်ဆိုပြီးတတင်းနေလွှင့်ထားခဲ့ပေမယ့်တကယ်တမ်းဒီလိုမျိုးဒါကျွန်တော်ကန်းလန်းမယ်။ဘာညာလဲဟေ့ဆိုပြီးလုတ်အသင်းနေနေလည်းလုတ်လည်းလုတ်ကြတော့သူတို့ရဲ့ဒါ sporting ရဲ့လက်ရှိဒါကျွန်တော်တို့ CEO ဖြစ်တဲ့ဘဲကနေမှာငါတို့ကယူရို80လက်မခံနိုင်ဘူး။ဘာညာဆိုထားလို့ပြချင်ပါအခုလက်ရှိမှာကျွန်တော်တိတလောက်က sporting နဲ့ဒါကျွန်တော် Victor Kyogres 2ကြားထဲမှာ တော်တော်လေးကိုတင်းမာနေပြီလို့သိရတယ်မှာပါတယ်လက်ရှိမှာဒါ Victor Caracas ဆိုသူ့ရဲ့ဒါကျွန်တော် Instagram မှာအစ Sporting ကစားသမားအနေနဲ့ဒါနာမည်ကိုဖျက်ချလိုက်ပြီးတော့သူ့အနေနဲ့ဒါအဲ့လောက်ဒီအောင်ဆန္ဒပြနေတာကိုတွေ့ရမယ် Sporting ဘက်ကလည်းပထမတော့ကျွန်တော်တို့သူ့ရဲ့အခုကျွန်တော်ပြောခဲ့လို့ပဲပေါ့နော်တချို့ကမှားကြ Euro တန်းတရာစာချုပ်တက်တယ်ဖျက်သိမ်းခြင်းမရှိဘူးအခုချိန်ထိဒါကျွန်တော်တို့ကစားသမားမှာ Euro တန်းတရာစာချုပ်ဖျက်သိမ်းခြင်းရှိသေးတယ်ဒါပေမဲ့ Sporting ဘက်က Euro တန်းတရာဒီကစားသမားကိုဘယ်သူမှမပေးတဲ့ကြောင့်ပထမတော့ကျွန်တော်တို့65တန်းဆိုပြီးစီးချပြီးတယ်ဒါပေမဲ့လက်ရှိမှာဒီကစားသမားနည်းနည်းလေးလူတွေလည်းပြန်စိတ်ဝင်စားကော Euro တန်း80ပေးတော့မရောဘူးဆိုပြီး

သူရဲ့ဥက္ကဋ္ဌအဲ့တော့ခုနောက်ပိုင်းလာကျွန်တော်တို့ဒါတည်ရတယ်မဲ့ transformer ကတော်တော်လေးကိုအပတ်ရှိတယ်ဒါခုနောက်ပေါ်တို့တို့ဒီနေတာဘဇတဲ့ရှိရမမဲ့ရ Jimmy Gideon ဒါမင်းညကဒါကျွန်တော် Chelsea တင်းလို့ပဲ Euro 350တောင်းနေဗျာပြီးတော့ပြီးတော့ဒါ Euro Chelsea က Euro 350လဲပေးမယ်လို့က65တန်း2တောင်းတယ်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ transformer ကအရင်လိုဒါကျွန်တော်တို့ပြောရမယ်ဆိုရင်စီးမရှိကဲစီးရှိကဲရှိတွေမို့တော့ဒါကျွန်တော်စီးမရှိကဲမရှိတွေများလာအဲ့တော့ Sporting နဲ့ဒါကျွန်တော် Manchester United နဲ့ဒီလိုမျိုးဒါဒီလိုကိစ္စတွေကိုဒါ Manchester United ကဒီရောလုံမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့လက်ရှိမှာသူ့ဘက်သူတော်မှာဒါကျွန်တော် Brian Aubameyang ရောင်းပြီးရတာ budget ပြန်ရှာ ားမိန်တွေထားမှာဗစ်တာကိုင်ယိုဂရက်ဆိုတစ်ဖက်ကဇီးကိုင်သလူ ကင်တဲ့အနေအထားတစ်ခုကို United ကလိုက်လုံမယ်လို့တော့မထင်ဘူးဒါကျွန်တော်ထင်တာကိုပြောမယ် United အသင်းနေနဲ့သူ့အသင်းကိုလာခြင်းနဲ့သူ့အသင်းနဲ့ဖြစ်နိုင်တဲ့တိုက်စစ်မှုကိုပဲ United အသင်းကပို့ပြီးတော့အားထားသွားမယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးရကျွန်တော်ကမြင်မိတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့မြို့တော့ပဲဆိုစီကော Manchester United အသင်းကလက်ရှိမှာ Victor Kyogres ရဲ့အပြောင်းရွှေ့ကကျွန်တော်အနေနဲ့ပြောမယ်စကားသမားရဲ့သူကတော့ချော့ဆွေးနွေးမှုတွေကိုပြုလုပ်နေဒါပေမဲ့လက်ရှိမှာ Sporting CP ပေါ့နော်ဒါကျွန်တော်တို့ Sporting ရဲ့ဥက္ကဋ္ဌလုံနေပုံရဆိုရင်တော့တော်တော်လေးကိုပြောရဆိုတာခက်တဲ့အနေအထားတစ်ခုကိုရောက်နေတယ်လို့ကျွန်တော်အနေနဲ့မြင် င်နဲ့မီလိုပင်ဆိုစီကမ United အသင်းကလက်ရှိမှာဒီနှစ်နွေရာသီမှာတိုက်စစ်မှုတစ်ရခေါ်ယူသွားဖို့တဲ့ဒါကျွန်တော်တို့အိမ်ပိတ်ကြတဲ့လောက်နေနေရှိအဓိကဒါကကုနာပေါ်တဲ့ United တိုက်စစ်မှုခေါ်မယ်မခေါ်ဘူးဆိုတာ White Land ထွက်ဖို့အတွက်လည်းအများကြီးအများကြီးရေးပါတယ်လို့မြင်နေ White Land ထွက်တဲ့ပတ်စံနဲ့ United ကဒါကိုအသင်းပေါ်ပြန်ပြီး invest လုပ်ပြီးတော့ဒါတိုက်စစ်မှုတစ်ရပြန်လည်ပြီးတော့ဝယ်ယူมาဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါအဲ့တော့ United အသင်းဒါကျွန်တော်လာမယ့်နွေရာသီမှာတိုက်စစ်မှုအသင်းနဲ့အတူဒါကျွန်တော်တို့ အဲ့ဒီအနေနဲ့တူတွေ့ရမလားဒါကတော့ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာအဲ့တော့ယူနိုက်တက်ကလက်ရှိမှာဒါတော့အတူတူပြန်ပြောရမယ်ဆိုတော့အော်ဇင်မန်ကိုဒါကျွန်တော် white land နဲ့ကြောင့်အလိုက်လဲဖို့အတွက်ပြင်ဆင်နေဆိုတဲ့တင်းထွက်ပေါ်နေတယ်။ဒါပေမဲ့လက်ရှိမှာ white land ကို Manchester United အသင်းနဲ့ဒါကြောင့် Serie A club တွေကိုရောင်းချဖို့တော့လေဆွေးနွေးမှုတွေကိုပြုလုပ်နေခဲ့တယ်။ကစားသမားကိုယ်တိုင်ကလက်ရှိမှာဒါကျွန်တော် United အသင်းကိုပဲဒါကျွန်တော်တို့တိုက်ပွဲဝင်နေဆိုတဲ့တင်းထွက်ပေမဲ့ United ကကစားသမားအချိန်မပေးတော့ဘဲနဲ့ဒါကျွန်တော်တို့လက်ရှိမှာ ရောင်းချဖို့အတွက်ပဲအဓိကအားပြုသွားမယ်လို့သိရတယ်ဒီမှာပါပါတယ်။ဒါကဒီနေ့မနက်ခင်းတင်း Manchester United အသင်းရဲ့ဒါတိုက်စစ်မှုလှုပ်လှုပ်ခက်ခက်ဖြစ်နေတဲ့တင်းလေးကိုတင်ဆက်ပေးထားဖြစ်ပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရတော့ Youth Sport Media ီဒီယာသတင်းပွိုင်ဆိုတဲ့ DB4U တို့မှာကျင်းလူစွာပေါင်ကူညီလို့ရပါတယ်။မြန်မာလီလက်ကလစ်ဘူးမမေ့ကြမို့ကလစ်ဘလူးကသာကလစ်ကမြန်မာလီလက်ကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media သတင်းပွိုင်ဆိုတဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလီလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးကြိုတူပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တော့အကုန်ပြောင်းပါဗျာအားလုံးမကြိုတူပါနဲ့ကျွန်တော်နောက်မှတွေ့ကြရပါဘော 得方便。